သုံးကစီနဲ့ကျွန်တော်ပြမယ်နော်သုံးကစီအော်မာကကျွန်တော်ငါးကစီနဲ့အော်မာနော်ငါးကစီနဲ့အော်မာမနစ်ကဒီ2024မှာရခဲ့တဲ့ကနန်းဆိုင်ပေါ့နော်အဲ့ကျွန်တော်တို့ပေါက်ခဲ့တဲ့ကနန်းဆိုင်နဲ့အော်မာပေါ့နော်ဒါသုံးကစီနဲ့ပြမယ်ပေါ့နော်ကျေးဇူးပါ အမားဒီမင်းညကျွန်တော်သုံးကစီနဲ့ကျွန်တော်မျိုးမျိုးဖုံဖုံချုပ်ပြရတယ်နော်ကနန်တကွက်ကိုအမားအကောင်ထဲမှာပရိတ်ကိုပရိတ်ရှိပရိတ်ခွန်ပရိတ်ကိုပရိတ်ရှိပရိတ်ခွန်နော်ခု၅ချိန်ပါ၅ကက်စီ နော်ရှေဩရှေဩတငါကစီမနစ်ကဒီ2024မှာကျွန်တော်တို့ရခဲ့တဲ့ကဏ္ဍပေါ့နော်ကျွန်တော်တို့ပောက်ခဲ့တဲ့ကဏ္ဍ site အဲ့အဆက်ပေါ့ဆက်ပြီးမှဆိုလို့ရှင်ငါကစီနော်ကျွန်တော်တို့ဩမှာဒါကခုပြလိုက်တာကကျွန်တော်3ကစီနဲ့ပြမှာနော်ဘရိတ်ကိုဘရိတ်ရှစ်ဘရိတ်ခွန်နော်အလုပ်ပေးလိုက်တာနဲ့သူ့ရဲ့အောက်မှာ ဒီရှေပေါင်း30ရှေပေါင်း30ကတုံညထိတ်လို့ဝင်တယ်ဗျနော်ရှေပေါင်း30ကတုံညထိတ်လို့ဝင်တယ်ရှေပေါင်း9က9ထိတ်လို့ဝင်တယ်နော်ရှေပေါင်း6က6ထိတ်လို့ဝင်တယ်ကြည့်ကြည့်နော်အားလုံးကျွန်တော်ရမိတ်ဆွေတွေငယ်ချင်းများအားလုံး ဗရိတ်ကိုဗရိတ်ရှိဗရိတ်ကွန်ဗရိတ်ကိုရဲ့အောက်မှာရှေးပေါင်း30ရဲ့၃ညထိပ်ဝင်တယ်ဗရိတ်ရှိရဲ့အောက်မှာရှေးပေါင်း9က9ထိပ်ဝင်တယ်ဗရိတ်ခွန်ရဲ့အောက်မှာ6ရှေးပေါင်း6က6ထိပ်လို့ဝင်တယ်အဲ့လိုဝင်လိုက်တာနဲ့သူ့ရဲ့ရှေးကကျွန်တော်တို့ဒီဗရိတ်ပေါ့နော်ဗရိတ်1အဲ့ဗရိတ်1ကရှေးပေါင်း1လို့ထည့်ပါတယ်နော်ဒီမှာကကျွန်တော်တို့ရှေးပေါင်း9ဗရိတ်9နော် အဲ့ဗရိတ်ကိုကရှေးဝန်း6လို့ထည့်ပါနော်ဒီမှာကကျွန်တော်တို့ရှေးဝန်း8အဲ့ရှေးဝန်း8ကရှေးဝန်း8လို့ပြန်ထည့်ပါကြာကြည့်ပါနော်ဗရိတ်1ရှေးဝန်း1လို့ထည့်ပါတယ်နော်ဗရိတ်ကိုရှေးဝန်း6လို့ထည့်ပါတယ်ဗရိတ်1နော်ရှေးဝန်း8လို့ထည့်ပါတယ်အဲ့ဒီမှာအပိတ်ကိုဘယ်လိုသွင်းလဲဆိုတော့ကျွန်တော်တို့ဒီကနှစ်ထိပ်ကနော်နှစ်အပိတ်လို့ထည့်ပါတယ်ဒီက6ထိပ်က နော်6အပိလို့ထည့်သွားတယ်ဒီက6အပိက6အပိလို့ထည့်သွားတယ်ဒါမနစ်ကသူပြေးသွားတယ်နော်ဒီ3ကက်စီပြေးသွားတယ်ပေါ့အဲ့3ကက်စီမှာ तू ကဝင်းနေတာချုပ်ထားတယ်ကြဒီကနန်းဆိုင်မှာနော်တခြားကြည့်ပါကျွန်တော်ရဲ့မိတ်ဆီငယ် तू အလုပ်ပေးလိုက်တာ ਨੇ သူ့ရဲ့ဒီဘက်မှာ तू ကပြေးထတာကနော်ကို393 968เนาะခုထွက်မှပြင်ပေါ့เนาะ तू อ่ะ ဒါ၃ကက်စီတို့တော့နော်ဒီချက်ကြည့်ပါသူကဘာထည့်ထားလဲဆိုတော့ကျွန်တော်တို့ဒီချက်ကြည့်ကြအောင်ဘာထည့်ထားလဲဆိုတော့ခဏတကွက်ကိုနော်ကျွန်တော်တို့ကဒီချက်ကြည့်ပါအဲ့ဒီမှာဒီကဗရိတ်ကိုရရှိမှာကျွန်တော်တို့ခွန်နောက်ပိတ်လို့ထည့်ထားတယ်ဗျနော်ဒီဗရိတ်ရှိရဲ့နောက်မှာလဲခွန်နောက်ပိတ်လို့ထည့်ထားတယ် ဒီပရိတ်ခွန်ရဲ့နောက်မှာလဲခွန်နောက်ပိတ်၃ချက်ရိုက်ထားတယ်ဗျเนาะအဲ့ခွန်တွေကလဲဘယ်ကလာထားလဲဆိုတော့ကျွန်တော်တို့ဒီကပေါ့เนาะပရိတ်30ပေါ့เนาะပရိတ်30เนาะပရိတ်30เนาะပရိတ်30၃ချက်ကတက်ထားတာပေါ့เนาะပရိတ်30၃ချက်က၃ညရဲ့နှစ်ခက်ခွန်နောက်ပိတ်ခွန်နောက်ပိတ်ခွန်နောက်ပိတ်လို့သူထည့်ထားတာပေါ့เนาะဟိုဘက်ကတော့ရှင်းမနေတော့เนาะဒီနာလေးတွေမကတ်ရှင်းတယ်ဒီခွန်လို့ထည့်လိုက်တာ ਨੇ เนาะခွန်နောက်ပိတ်ခွန်နောက်ပိတ်ခွန်နောက်ပိတ်၃ချက်ထည့်ထားတယ် အဲ့ခွန်နောက်ပိတ်၃ချက်မှာ तू ကဒီခွန်ရပါပါပေါ့နော်ခွန်ရပါပါခဏလေးရှုပ်ပါစို့ခွန်ရပါပါပေါ့နော်ဒီခွန်ရပါပါပေါ့ तू က ဒီ3လုံး2လို့ထည့်ထားတယ်နော်ခွန်ရဲ့ပါဝါဒီ3လုံး2လို့ထည့်ထားတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီခွန်ပေါ့နော်ဒီခွန်ဘိတ်ရဲ့ပါဝါဒီ3လုံး2လို့ထည့်ထားတယ်ဒီခွန်ပေါ့နော်ဒီခွန်ဘိတ်ပေါ့ဒီခွန်ဘိတ်ရဲ့ပါဝါကိုသူကဒီ3လုံးနော်ထိစီတောင်3လုံးပေါင်း2လို့ထည့်ထားတယ်ဒီခွန်လည်းအဲ့လိုပဲကျွန်တော်ဒီခွန်ဘိတ်က ပါဝါဘူးဒီသုံးလုံးနှစ်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကနှစ်ထိပ်လို့ထည့်ရတာဟောပေါတော့မယ်နှစ်ထိပ်ရဲ့နော်နှစ်ထိပ်လို့ထည့်ရတော့မယ်နော်နှစ်ထိပ်နော်ဒီခွန်ရပါဝါအဲ့မှာခွန်ရပါဝါနော်ဒီသုံးလုံးနှစ်လို့ထည့်လို့ရှင်နော် ူပေးထားတဲ့ဒီပရိတ်ကိုပရိတ်ကိုရအောင်မှာဒီရှေပေါင်း30ရဲ့၃ညထိတ်လို့ပေးနော်ရှေပေါင်း30ရဲ့နော်ရှေပေါင်း၃ညကြောင့်မလို့၃ညထိတ်လို့ပေးတယ်အဲ့၃ညပဲ तू ကခါပြန်ဝင်တယ်ဗျဆက်ကြည့်နော်၃ညပဲခါပြန်ဝင်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီပရိတ်ရှေ့ပရိတ်ရှေ့အောင်မှာရှေပေါင်း၉ပေးတယ်ရှေပေါင်း၉ရဲ့ရှေပေါင်း၉က၉ထိတ်လို့ပေးလိုက်တယ်အဲ့၉ကပဲ ိုးခါလို့ပြန်ထည့်ထားတယ်။ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ break ခွန်ပေါ့နော် break ခွန်ရအောင်မှာရှေးပေါင်း6ပေးတယ်။ရှေးပေါင်း6က6ထိပ်လူပေးထားတဲ့ဒီ6ထိပ်က6ခါလို့ထည့်ကျင်တာပေါ့။နော်6ခါလို့ထည့်ကျင်တာပေါ့။အဲ့ဒီမှာ तू อ่ะဒီကနန်းဆိုင်မှာကเนาะ ချုပ်ထားတယ်ဘလို့ချုပ်ထားလဲဆိုတော့เนาะ तू ကနှစ်နှစ်ကက်စီးတွေကြီးเนาะဝင်ထားတယ်ဗျနှစ်ချက်စီးတွေကြီးဝင်ထားတယ် तू ကဘလို့ဝင်လဲဆိုတော့เนาะဒီခွန်ထိတ်ခွန်ဘိတ်ဒီခွန်ဘိတ်ကခွန်ရပါဝါဒီ၃လုံး2လို့ဖြစ်တယ်ဒီ၃လုံး2လို့ဖြစ်လိုက်တယ်နဲ့အထက်ကခွာ9เนาะဒီခွာ9ဒီ9ထိတ်လို့လည်းဖြစ်ရမယ်เนาะဒီ၃လုံးခွန်ရပါဝါဒီ၃လုံး2လို့လည်းဖြစ်ရမယ်เนาะ ဒီမှာလည်းအဲ့လိုပဲဒီခွန်ပိတ်ဒီခွန်ပိတ်ဒီနော်ဒီသုံးလုံးခွန်ရပါပါနှစ်လို့ဖြစ်တဲ့အချိန်မှာခွန်ငါသူ့ရထမှာခွန်ငါအဲ့ခွန်ငါငါထိတ်လို့လည်းထည့်ထားနော်ငါထိတ်လို့လည်းထည့်ထားဒီမှာလည်းအဲ့လိုပဲဒီခွန်ပိတ်ခွန်ရပါပါဒီသုံးလုံးနှစ်လို့ဖြစ်ရမယ်နော်ဒီသုံးလုံးနှစ်လို့ဖြစ်လိုက်တာနဲ့သူ့ရထကခွန်နှစ်ခွန်နှစ်ကနှစ်ထိတ်လို့လည်းထည့်ထားအဲ့မှာဒီသုံးလုံး နှစ်ဆိုလို့ရှိရင်နှစ်ထိပ်เนาะဒီ break ကိုเนาะသူ့ရဲ့အောက်မှာရှီပေါင်း30ရှီပေါင်း30ရဲ့တုံညာထိပ်လို့ဝင်လာတယ်ဒီတုံညာတုံညာခါဝင်တာတယ် break ရှစ် break ရှစ်ရဲ့အောက်မှာရှီပေါင်း9 9ထိပ်လို့ဝင်တယ်အဲ့ကိုကပဲကိုခါလို့ပြန်ထည့်တာ break ခွန်သူ့ရဲ့အောက်မှာရှီပေါင်း6အဲ့6က6ထိပ်လို့ဝင်တယ်အဲ့6ကပဲ6ခါလို့ထည့်မယ်ဆိုရင်2 6တွဲ ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးနော်နှစ်6တွဲဒီလိုက်မှာရှာဝမှုကိုကြိုက်နှစ်သက်တဲ့ဆိုရင်ပေါ့နော်တစ်ချိန်စာကိုတစ်တောင်းပါနော်တစ်နှစ်စာကိုတစ်သိန်းပါဗျနော်ရွှေစေသားနော်ဒါကကျွန်တော်ရဲ့ဖုံး၃9 9 8 8ကို106လေးပါနော်အဲ့ဒီမှာအပိတ်ကို तू ကဘယ်လိုတွင်းလဲဆိုတော့အပိတ်ကိုဘယ်လိုတွင်းလဲဆိုတော့ तू က ီး၃လုံးပေါင်း2အဲ့2ကိုပဲနောက်ထောင်၃လုံးပေါင်းပြန်နှစ်ထားတယ်နော်နောက်ဆောင်၃လုံးပေါင်းပေါ့နော်ဒီခွန်ရပါပါဒီ၃လုံးပေါင်း2လို့ဖြစ်လို့ရှိရင်ဒီ၃လုံးပေါင်း2လို့ဖြစ်တယ်။ဒီခွန်ရပါဝါဒီ၃လုံးပေါင်း2ဆိုလို့ရှိရင်เนาะဒီ၃လုံးပေါင်း2လို့လိုက်ဖြစ်လိုက်လို့ရှိရင်เนาะထိပ်စီးထောင်၃လုံးပေါင်း ရှစ်ဖြစ်တယ်အဲ့ထိတ်သီးထောင်သုံးလုံးပေါင်းရှစ်ကိုနောက်ထောင်သုံးလုံးပေါင်းကလည်းရှစ်လို့ပြန်ထည့်ထားတယ်တခြားကြည့်နော်ကလန်းတကွက်ကိုဒီမှာလည်းအလိုပဲဒီခွန်ပိတ်ခွန်ရပါဝါထိတ်သီးထောင်သုံးလုံးပေါင်းနှစ်အဲ့နှစ်ကိုပဲနောက်ထောင်သုံးလုံးပေါင်းကလည်းလိုက်နှစ်ထားတယ်နော်နောက်ထောင်သုံးလုံးပေါင်းနှစ်လို့ဖြစ်လိုက်တာ ਨੇ နော် ကားတောင်သုံးလုံးပေါင်းထိပ်စီတောင်သုံးလုံးပေါင်း5လို့ဖြစ်သွားတယ်ထိပ်စီတောင်သုံးလုံးပေါင်း5ဆိုလို့ရှိရင်နောက်ထောင်သုံးလုံးပေါင်းလည်းလိုက်5လို့ထည့်ထားတယ်ချုပ်ထားတယ်เนาะကနန်းတကွက်ကိုပပလေအကုန်ချုပ်ထားတယ်သူကနော်ခါကလည်းနှစ်ချက်ဝင်ခါကလည်းရှေးပေါင်း30ကျောင်းမလို့တုံညာခါလုံးဝင်တယ်ရှေးပေါင်း9ကျောင်းမလို့9ခါလုံးဝင်တယ်ရှေးပေါင်း6ကျောင်းမလို့6ခါလုံးဝင်မယ်နော်ရှေးပေါင်း6 ရှေပေါင်း30တုံညာထိပ်ပြီးရတယ်ဒီတုံညာလည်းခါဝင်ရမယ်ရှေပေါင်း9 9ထိပ်လို့ဝင်တာနဲ့အဲ့9ကပဲခါဝင်ရမယ်ရှေပေါင်း6 6ထိပ်လို့ဝင်တာနဲ့အဲ့6ကခါလုံးဝင်ရမယ်ဒါကနန်းတကွက်ကိုပတ်ပတ်လေကိုနော်သုံးကက်စီးတာဆိုတော့မင်းညာလည်းကျွန်တော်ဒီတိုင်းပဲနော်ကနန်းတကွက်ထဲနဲ့ကျွန်တော်မျိုးမျိုးဖုံဖုံသုံးကက်စီကိုမျိုးမျိုးဖုံဖုံချုပ်ပြကျွန်တော်ရမန်ပါအောက်ထဲမှာနော်ဆွေးလို့ကိုမရအောင်ကိုကျွန်တော်လည်းပိတ်ချုပ်ပြထားအဲ့ကနန်းတကွက်ထဲကို ဒါကျွန်တော်ရမမအကောက်ထဲမှာเนาะရှိပါတယ်ခုလက်ဒီမှာသူကဒီခွန်ဘိတ်ခွန်ဘိတ်ကိုဒီထေးသေးဆောင်သုံးလုံးပေါင်းနှစ်တယ်အဲ့နှစ်ကိုခါဒီနောက်ထောင်ဆောင်သုံးလုံးပေါင်းနှစ်ရမယ်ဆိုလို့ရှိရင်နှစ်ဘိတ်เนาะအဲ့နှစ်ဘိတ်ကိုဒီသူကဒီခွန်ရဲ့ပါဝါကိုထေးဆောင်သုံးလုံးပေါင်းနှစ်တယ် ဇာဒီနောက်ပိတ်ထောင်သုံးလုံးပေါင်း200ရမယ်ဆိုလို့ရှိရင်ဒီနှစ်ပိတ်အဲ့နှစ်ပိတ်လို့ဖြစ်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းသုံးလို့ရှိရင်နောက်ထောင်သုံးလုံးပေါင်းကလည်း light သုံးရမယ်ဆိုတော့ကျွန်တော်တို့က2 6 2ဆိုပဲဒဲကကိုက်မသွားဘူးလားတိုင်းပရိတ်တွေတော့သွားယူလို့မရဘူးเนาะဒီပရိတ်နှစ်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 ပရိတ်လို့သွားယူလို့တော့မရဘူးမရဘူးဆိုတော့က तू က သူ line နဲ့သူကသွားထားတယ်ဘာလို့လဲဆိုတော့ဒီမှာသူပိတ်ထားတာဒီနှစ်ပိတ်ကနှစ်ပိတ်တို့သွားထားတယ်ဒီမှာနှစ်ပိတ်ကနှစ်ပိတ်မဟုတ်6ပိတ်က6ပိတ်ထားတယ်6ပိတ်က6ပိတ်ထားတယ်နော်သူကမြို့မြို့ဖုံဖုံတော့ဒါကျွန်တော်လည်းတော့ယူတော့ယူထားတယ်ဒါပေမဲ့နှစ်6နှစ်ကအကုန်ချုပ်ထားတယ်လို့ဖြစ်နေပါတယ်နော်သူကဒီခွန်ပိတ်ပေါ့နော်ထိတ်စီဆောင်သုံးလုံးပေါင်းနှစ်ကိုနောက်ထောင်သုံးလုံးပေါင်းနှစ်တယ် နော်နောက်ရှေးပေါင်း30ចောင်း3ညထိတ်တယ်3ညခါလို့ဝင်တယ်နော်ဒီ3လုံးပေါင်း8ကိုနောက်ထောင်3လုံးပေါင်း8လို့လည်းဖြစ်ထားတယ်ပေါ့ဒီမှာလည်းဒီခွန်ဘိတ်ចောင်းမလို့ထိတ်စီတောင်3လုံးပေါင်း1တယ်နောက်ထောင်3လုံးပေါင်း1တယ်အဲ့လို1တန်းနဲ့ပဋိရှိရအောင်မှာရှေးပေါင်း9အဲ့9က9ထိတ်လို့ဝင်တယ်ခါဝင်တယ်နောက်ထိတ်စီတောင်3လုံးပေါင်း9တယ်နောက်ထောင်3လုံးပေါင်းပြန်9တယ်နော်သူကဝင်ထားတာလေဒီကိုခွကိုကကိုထိတ်ဝင်တယ် ခွာငါးငါးထိတ်ဝင်တယ်နော်ဒီမှာလဲခွာနှစ်ကနှစ်ထိတ်လို့ထည့်မယ်ဒီခွန်ဘိတ်ကြောင့်မို့ဒီသုံးလုံးပေါင်းနှစ်တယ်နောက်ထောင်သုံးလုံးပေါင်းပြန်နှစ်တယ်ခွန်ရပါဝါအဲ့လိုနှစ်လို့ဖြစ်တဲ့နဲ့ဗတိခွန်အောင်မှာရှီပေါင်း6က6ထိတ်လို့ဝင်တယ်6ထိတ်ကပဲ6ခါလို့ထည့်တယ်အဲ့လိုဖြစ်လိုက်တဲ့နဲ့ तू ကဒီသုံးလုံးပေါင်းသုံးတယ်အဲ့သုံးလုံးပေါင်းသုံးကိုနောက်ထောင်သုံးလုံးပေါင်းသုံးရမယ်ဆိုတော့နှစ်6နှစ်ဆိုတဲ့ဒက်အားလုံးကျွန်တော်ရမိတ်ဆွေတို့